ုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံ UN OCHA ကနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်သမရဦးဝင်းမြင့်နိုင်ငံရေးအကျဉ်းသားအားလုံးတို့ကိုလွှတ်ပေးဖို့ဧပြီလ17ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။အဲ့ဒါလိုတောင်းဆိုကြောင်းကို UN OCHA ရဲ့ပြောရေးဆိုခွင့်ရှိသူ Ravina Chandrasani ကပြောခဲ့တာပါ။သူပြောဆိုထားတဲ့အထက်မှာအဓိကအချက်၃ချက်ပါဝင်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးရေးအပြင်မှာငလင်းလှုပ်နေချိန်မှာတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ အပြစ်တင်ရှုတ်ချထားပါတယ်။ငလင်းလှုပ်နေချိန်မှာစစ်ကောင်စီကလှုပ်တဲ့တိုက်ခိုက်မှုဟာစုစုပေါင်းအကြိမ်ရေ120ရှိတယ်လို့ထောက်ပြထားပါတယ်။အဲ့ဒါဟာ AB လ17ရက်နေ့အထိတိုက်ခိုက်မှုတွေကိုဆိုလိုတာပါ။အဲ့ဒီအကြိမ်120ကျော်တဲ့ကတဝက်ကျော်ဟာအပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာတဲ့ AB လ2ရက်နေ့နောက်ပိုင်းမှာလှုပ်ခဲ့တာဆိုတာကိုလည်းထောက်ပြထားပါတယ်။အပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာပြီးတဲ့နောက်မှာအကြိမ်ရေပေါင်းအမြောင်များတိုက်ခိုက်ခဲ့တယ်။ အဲ့လိုတိုက်ခိုက်တာကို ကုလသမဂ္ဂလူခွင့်ရေးရုံးကထောက်ပြဝေဖန်ခဲ့တယ်ဆိုတာအလွန်ဆက်စရာကောင်းတဲ့အချက်ဖြစ်ပေမဲ့စစ်ကောင်စီကတော့ဂယူဆိုင်ပုံမရပါဘူးဒီလို့ရဟာစစ်ကောင်စီပေးမဲ့အနာဂတ်ဂရိကဝတ်တွေအပေါ်မှာပါယုံကြည်စိတ်ချဖို့ခက်ခဲသွားစေပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေတဲကအများအပြားဟာအများပြည်သူလူနေထူထပ်တဲ့နေရာမှာတိုက်ခိုက်တာဖြစ်ကြောင်းအရသာစစ်သားမခွဲခြားဘဲနဲ့တိမ့်ကျုံပြီးတော့တိုက်ခိုက်တာဖြစ်ကြောင်း နိုင်ငံတကာဥပဒေနဲ့အညီအချိုးစားညီမျှတင့်တော်တဲ့တိုက်ခိုက်မှုသာဖြစ်ရမယ်ဆိုတော့အချက်ကိုလည်းဖောက်ပြက်ကြောင်းထောက်ပြထားပါတယ်တတိယအချက်တစ်ခုကတော့ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာတဲ့ကူညီမှုတွေကိုကန့်သက်တားမြစ်တာမရှိဘဲနဲ့လုံးဝဖွင့်ပေးရမယ်လို့တောက်ဆိုထားတဲ့အချက်ဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုလွှတ်ပေးရဟေးဟာကုလသမဂ္ဂအပြင်မှာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံကြီးတွေအားလုံးလိုလိုကတောက်ဆိုကြတဲ့အချက်ဖြစ်ပါတယ်ဒါပေမဲ့ စစ်ကောင်စီကလှုပ်ပေးဖို့ကိုမစိုးထားနဲ့တွိတ်ဆုံခွင့်ကိုတောင်မှ မပေးပါဘူးတွိတ်ဆုံခွင့်မပေးတဲ့အပြစ်မှာတရင်အမောင်ချထားလိုက်ပါသေးတယ်ဘယ်နေရာဘယ်ဒေသမှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကိုပါတရားဝင်ထုတ်ပြန်ပေးတာမျိုးမရှိပါဘူးမကြခင်ရပိုင်တွင်ကစစ်ကောင်စီလိုလားသူတရားရဲ့ကြံကြံဖန်ဖန်ချီကျူးစကားကိုတွေးလိုက်ရပါတယ်စစ်ကောင်စီဟာအရင်စစ်အစိုးရတွေနဲ့မတူဘူးဆိုပြီးတော့ချီကျူးထားတာပါအရင်စစ်အစိုးရတွေနဲ့ဘာမတူတာလဲဆိုတော့ ကပ်ဘေးကြီးဖြစ်လာတဲ့အချိန်မှာပြည်သူတွေအတွက်နိုင်ငံတကာအကူအညီတွေကိုတောင်းပေးဖို့ရတယ်ဆိုပြီးတော့ချီးကျူးပြောဆိုထားတာပါစစ်ကောင်စီဟာကပ်ဘေးကြီးဖြစ်ပြီးတဲ့နောက်နိုင်ငံတကာအကူအညီတွေကိုတောက်ခံလိုက်တယ်ဆိုတာကတော့အမှန်ပါပဲမှန်မှန်တာကပြည်သူတွေအတွက်ဆိုတဲ့အချက်ပါနိုင်ငံတကာအကူအညီတွေဟာသူတို့အိတ်ထဲကနေခုထိထွက်မလာသေးပါဘူးပြန်လဲတည်ဆောက်ရေးအတွက်မိသားစုတစုကိုဆယ်သိမ်းပေးမယ်လို့ပြောနေပေမဲ့ပြည်သူလူထုအများရဲ့မကြင်မနက်ဆက်ဆိုတဲ့အကြောင်းအခုခါမှာ အတန်တိတ်နေပါတယ်နိုင်ငံကအကူအညီတွေကိုအလွဲသုံးစားလုပ်တဲ့အတွက်ဝေဖန်နေကြချိန်မှာအကူအညီတောင်းပေါ်ရတာကိုကြံ့ကြံ့ဖန်ဖန်ချီးကျူးထားတာပါစစ်ကောင်စီဟာအရေးစစ်စွာတွေနဲ့နည်းနည်းကွာလာလေးတွေရှိပါတယ်ဥမာအဖြစ်ပို့ပြီးတော့ကောင်းပါတာဘလို့ဆွနေမှုမျိုးကမှဟန်ဆောင်ပန်ဆောင်တောင်းလုံမပြနိုင်တော့အောင်ကောင်းပါတာမျိုးပါအပြည့်ရမပေးနိုင်ဘူးလို့ဗိုလ်ချုပ်မင်းအောင်လှိုင်ကအေဒီလာတရက်နေမှာအလွန်ခေါင်းမာစွာနဲ့ထုတ်ပြောလိုက်ပါသေးတယ်။ဒါပေမဲ့နောက်တရက်မှာပဲချက်ချင်း အပြည့်ရတော့မယ်ဆိုပြီးတော့ကြီးညာပြန်ပါတယ်တကယ်လက်တွေမှာကြတော့ဘုံကျဲတိုက်ခိုက်မှုတွေကိုရရက်ဆက်ဆက်အချိန်အဟုန်တိုးမြင့်ပြီးတော့လှုပ်ဆောင်သွားပါတယ်အရင်စစ်ဆိုးရတွေနဲ့နောက်ထပ်မတူတာကတော့ရက်ဆက်ကြမ်းကြုတ်တဲ့နေရာမှာ အခုစစ်ကောင်စီကအရင်စစ်ဆိုးရအဆက်ဆက်ထက်တောင်မှပိုနေတဲ့တာနေတဲ့အချက်ပါအိမ်တွေကိုမီးရှို့တာအစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေဟာအလွတ်အလွန်ကိုများပြားလွန်းလာပါတယ်အဲ့ဒါလိုကွာခြားချက်တွေရှိပေမဲ့အဲ့ဒီကွာခြားချက်တွေဟာ နံပါတ်၁ဆေးအုပ်စုခေါင်းဆောင်အပြောင်းလဲနဲ့နံပါတ်၂အခြေအနေကွာခြားချက်တွေကြောင့်နည်းနည်းပါးပါးကွဲလွဲတဲ့ကွာဟာချက်များတာဖြစ်ပြီးတော့အတွင်းကအနှစ်သာရနဲ့သဘောတဘာဝကတော့အတူတူပါပဲနောက်ထပ်ကွာဟာချက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ကိုမုန်းတဲ့နေရာအညိုးကြီးတဲ့နေရာမှာဘိုးချုပ်မင်းအောင်လည်းရဲ့စစ်ကောင်စီဟာဘိုးချုပ်တန်းရွှေထက်ပိုတယ်လို့ဆိုရမယ့်အချက်ပါဘိုးချုပ်တန်းရွှေကလည်းဒေါအောင်ဆန်းစုကြည်ကိုမုန်းပါတယ်ဒါပေမဲ့အိမ်ချုပ်လောက်ဖယ်ထားပါတယ်ထောင်ထဲထိမပို့ခဲ့ပါဘူး ဘိုးချုပ်မင်းအောင်နိုင်ကတော့ထောင်ထဲထိပို့လိုက်ပါသေးတယ်။အခုလဲအိမ်ချုပ်အကျယ်ချုပ်ရွှေပြောင်းထားတယ်ဆိုတာဟာတရားဝင်အတည်ပြုချက်မရတဲ့သတင်းသာဖြစ်ပါတယ်။အမည်မဖော်တဲ့သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်သာဖြစ်ပါတယ်။ဘိုးချုပ်တန်းရွှေလက်ထက်ကအိမ်ချုပ်ထားတဲ့တက်တန်းတွေမှာအချိန်တော်တော်များများကသူ့ကိုအပြင်လူတွစ်ဆုံခွင့်နေအကန့်အသတ်နဲ့တော့ပြီးခဲ့ပါတယ်။သူ့ကိုပြုစုဆော့ရှော့ဖို့အတွက်နီးစပ်ရာလူတွေနဲ့အတူတူနေခွင့်ပေးခဲ့ပါတယ်။အပြင်ကနေပြီးတော့ကျတော့အစားတော့ထမင်းချိုက်ပို့ပေးတာကို ခွင့်ပြုပေးခဲ့ပါတယ်ကိုယ့်အိမ်မှာကိုယ်နေခွင့်ပေးခဲ့ပါတယ်အခုဘိုးချုပ်မင်းအောင်လိုက်လက်ထက်မှာတော့အဲ့လိုအခွင့်အရေးတွေတခုမှမပေးပါဘူးဘိုးချုပ်တန်းရွှေဟာဒေါ်အောင်ဆန်းစုကြည်ကိုမုံတီးလို့လက်စားချေတယ်ဆိုတာမျိုးထက်နိုင်ငံရေးအမြင်နဲ့စဉ်စားလှုပ်ဆောင်တာကိုပို့ပြီးတော့ဦးစားပေးပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုအိမ်ချုပ်ဖမ်းဆီးတဲ့ဘိုးချုပ်တန်းရွှေရဲ့ရည်ရွယ်ချက်ဟာနိုင်ငံရေးလှုပ်လို့မရအောင်ပိတ်ပင်တားဆီးတာကအဓိကရည်ရွယ်ချက်ဖြစ်ပုံရပါတယ်လူကိုနှိမ့်ဆက်ညှဉ်းပန်းချင်တာကအဓိကရည်ရွယ်ချက်ဟုတ်ပုံမရပါဘူး ဲ့ဒါကြောင့်အကျဉ်းထောင်တဲ့အထိမပို့ဘဲနဲ့သူ့အိမ်မှာသူအကျဲကျုပ်ထားခဲ့တာပါစေအုပ်စုဟာသူတို့စေအုပ်စုနဲ့ပတ်သက်ခဲ့ဘူးတဲ့သူတွေဆိုလို့ရှိရင်စေအုပ်စုဝင်အချင်းချင်းဝန်သားနှုတ်တက်ပေမဲ့သူရဥတင်ကိုတောင်မှအကျဉ်းထောင်နဲ့ပို့ခဲ့ပါသေးတယ်ဘိုးချုပ်ကြီးဟောင်းသူရဥတင်ဦးတောင်အကျဉ်းချုပ်ဖြစ်လိုက်အကျဲကျုပ်ဖြစ်လိုက်နေခဲ့ရတာပါဥဝင်းတင်လို့ဆိုလို့ရှိရင်ဂုံတရေရှိစာနယ်ဇင်းသမားကြီးနဲ့ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်ပေမဲ့ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာကိုခံခဲ့ရတာပါပဲဘလောက်တောင်နှိပ်စက်တယ်လဲဆိုတော့စိတ်ကူတာခွင့်အချိန်မီမပေးလို့မွေးရပါဖွားဘက်တော်တလုံးတောင်မှနှက်ကွက်ခံလိုက်ရတယ်လို့ဥဝင်းတင်ကိုယ်တိုင်ကထုတ်ဖော်ရေးသားခဲ့ပါတယ်အဲ့ဒါမျိုးတွေနဲ့နှိုက်စာရင်ဘိုးချုပ်တန်းရွှေကဒေါအောင်စန်းစုကြည်အပေါ်ပြုမှုပုံဟာအခွင့်အရေးပေးထားသေးတယ်လို့ဆိုနိုင်ပါတယ်ဒါကလည်းစေတနာရှိလို့ချစ်လို့အထူးခွင့်ရေးပေးတာမဟုတ်ဘူးဆိုတာတခြားအချက်လက်တွေနဲ့နှိုင်းရှင်သုံးသက်ကြည့်လို့ရှိရင်သိနိုင်ပါတယ် သူ့အတွက်နိုင်ငံရေးအကျိုးအမြတ်ရှိမယ်လို့ထင်တဲ့အခါမှာတပင်းမှာဗိုလ်ချုပ်တန်းရွှေကဒေါအောင်ဆန်းစုကြည်ဦးတည်ဦးတို့ကိုအမြင့်ဖြတ်တုတ်တယ်မို့အထိစ조사ခဲ့ပူပါတယ်အဲ့ဒီတော့ဗိုလ်ချုပ်တန်းရွှေရဲ့လောက်ရတွေကသူ့အတွက်နိုင်ငံရေးအမျက်ထွက်ရင်တတ်ဖို့ဝင်မလေးဘူးဒါပေမဲ့သူ့အတွက်နိုင်ငံရေးအကျိုးအမြတ်မရှိရင်တက်တာခွင့်တစုံတရာပေးဖို့လည်းဝင်မလေးဘူးဆိုတာကိုတွေ့ရပါတယ်အကျိုးအမြတ်ရှိရင်တတ်ချင်တတ်မယ်ဒါပေမဲ့အကျိုးအမြတ်မရှိဘဲနဲ့အလကားတက်တက်မုန်းလို့နှိမ့်ဆက်ပြစ်လိုက်မယ်ဆိုတာမျိုးကိုတော့တိတ်မတွေ့ရပါဘူး ဘူဂျုံမင်းအောင်လှိုင်ရဲ့ဒေါအောင်ဆန်းစုကြည်ပေါ်ထားတဲ့သဘောထားကတော့ပုံကိုရေးပူဆန်တာတွေ့ရပါတယ်။နိုင်ငံရေးအကျိုးမြတ်တက်သက်ကိုပဲကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်းထောင်တဲ့အထိပို့စရာမလိုပါဘူး။အစကတည်းကအင်ဂျင်ချုပ်ပဲထားလို့ရပါတယ်။အင်ဂျင်ချုပ်ထားလိုက်ရင်ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုထိတ်ချုပ်ပြီးသားဖြစ်သွားပါပြီ။ထောင်ထဲပို့လိုက်တဲ့အတွက်သူ့မှာဘာမှနိုင်ငံရေးအကျိုးအမြတ်ပုံမထွက်ပါဘူး။အကျိုးမြတ်မရှိတဲ့အပြင်မှာအကျိုးဆွေးနွေးမှုရှိပါတယ်။ထောင်ထဲအထိပို့လိုက်တဲ့အတွက် သူဟာသဘောထားတင်းမာပြစ်ထန်သူဆိုတာပို့ပြီးတော့ပေါ်လွင်သွားပါတယ်အဲ့ဒါကအကျိုးရမှုပါဒါအပြင်ထောင်ထဲအထိပို့လိုက်တဲ့အတွက်နိုင်ငံတကာကပို့ပြီးတော့ဖိအားပေးတာကိုခံရပါတယ်အဲ့ဒါကအကျိုးရမှုပါအဲ့ဒါတွေကိုတောင်မှထက်မတွက်ဖဲနဲ့ထောင်ထဲအထိပို့တယ်ဆိုတာမုံလို့နှိပ်ဆက်ခြင်းတဲ့အတွက်တမင်ကိုလောက်တာဖြစ်ကြောင်းပေါ်လွင်ပါတယ်အဲ့ဒီတော့သူဟာအညိုးကြီးသူအာဃာတကြီးသူဆိုတဲ့အချက်လဲပေါ်လွင်သွားပါတယ် နိုင်ငံရေးသမားတယောက်အနေနဲ့အညိုးအာဃာတပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချတာဟာအမျော်မြင်နေပါမှုကိုလည်းဖော်ပြရာရောက်ပြန်ပါတယ်။အရင်တုန်းကရန်ကုန်လူမိုက်လောကမှာစင်မလိုက်ဘက်ကခိုးဆိုးလူနိုင်တဲ့ဟာတိတ် professional ဆက်တယ်လို့သူတို့လောကသားအချင်းချင်းပြောကြတာရှိပါတယ်။တခြားနယ်မြေတွေမှာရှိတဲ့လူမိုက်တွေကတော့လူကိုစိုက်ကြင်တောင်မှထရိုက်ခြင်းရိုက်ပါတယ်။လမ်းသွားရင်းနဲ့ပခုံးချင်းတိုက်မိရင်တောင်မှဓာတ်နဲ့ထထိုးခြင်းထိုးပါတယ်။ စင်မလိုက်ဘက်ကလူမိုက်တွေကတော့ပတ်စံတပြားမှမပါလို့ရှိရင်သူတို့ကိုတွေးနဲ့ထွေးသွားရင်တောင်မှတုတ်တုတ်မလို့ဖက်နဲ့ငြိမ်နေတတ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဆွဲကြိုးတွေလက်ကောက်တွေဝစ်လာတာမြင်လို့ရှိရင်တော့ပတ်စံအိကြီးကြီးကြိုက်လာတာမြင်လို့ရှိရင်တော့ဆွေမျိုးဖြစ်နေတောင်ချမ်းသာမပေးဘူးလို့ဆိုပါတယ်ဘူဂျုံတန်းရှင်နဲ့ဘူဂျုံမင်းအွန်လိုင်းတို့ကလည်းအဲ့လိုပုံစံမျိုးနဲ့အလားတူကွာပါတယ်ဘူဂျုံတန်းရှင်ကပို့ပြီးတော့ professional ဆက်ပါတယ်သူတကယ်အကျိုးရှိလို့ရှိရင်တပည့်လူတက်ပွဲလိုဟာမျိုးကိုလှုပ်ဖို့ဝင်မလေးပေမဲ့ သူ့အတွက်အကျိုးမရှိရင်အလကားနေရင်နှိပ်စက်မနေပါဘူး။ဘူဂျုံမင်းအောင်နိုင်ကတော့ခန်းစားချက်တို့အညိုးအတေးတို့အမုန်းအာဃာတတို့ဆိုတာကိုရှေ့တန်းတင်ပါလေ။အပြော်တန်းဆံပါလေ။စေအုပ်စုအတွက်အကျိုးရှိနိုင်ရင်တောင်မှသူ့အမုန်းအားကြီးနေလို့ရှိရင်လှုပ်ချင်မှလှုပ်ပါလေ။သူ့အတွက်အကျိုးမရှိပေမဲ့မုန်းလို့ကိုအလကားနေရင်နှိပ်စက်တယ်ဆိုတာမျိုးကိုလည်းသူကလှုပ်ပါလေ။အဲ့ဒီတော့အဲ့ဒီလှုပ်ရက်တည်းဟာအမျိုးမြင်နေတာကိုဖော်ပြရရောက်ပါလေ။အပြော်တန်းဆံတာကလေးဆံတာကိုဖော်ပြရရောက်ပါလေ။ အရေးချင်းမှတ်မိတာကိုဖော်ပြရရောက်ပါတယ်။စေအုပ်စုထောက်ခံတဲ့သူတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်တောင်မှသူတို့ရဲ့ခေါင်းဆောင်ဟာနာယကဂုံနဲ့မညီဘူးလို့ထင်မြင်လာကြပါတယ်။အဲ့ဒီတော့သူတို့စေအုပ်စုအတိုင်းဝိုင်းထဲမှာတောင်မှလူမလေးခွေးမခန့်ဖြစ်လာပါတယ်။ဥယျာဉ်ထွတ်တို့ဒေါက်တာနေစိုးမောင်တို့ကစန့်ကျင်ဝေဖန်တာကိုသူခံရပါတယ်။ပောက်ကိုယ်တော်တို့မပူတူတို့ကဆဲတာကိုခံရပါတယ်။ကုံကုံပြောရရင်ငါမင်းဆွေတို့လူမျိုးကတောင်မှသူ့ကိုလူမထင်ပါဘူး။ဒါအပြင်ဘိုးချုပ်မင်းအောင်လှိုင်ဟာစေအုပ်စုတစ်ခုလုံးရဲ့အကျိုးစီးပွားတဲ့ ူတယောက်တည်းရဲ့အကျိုးစီးပွားပုဂ္ဂလိကအကျိုးစီးပွားကိုပို့ပြီးတော့ရှေ့တန်းတင်တတ်တဲ့သူလို့လည်းအချက်လက်တွေကဖော်ပြနေပါတယ်2021ခုနှစ်မှာအာနာသိမ့်လိုက်တာကဆေယောစုတစ်ခုလုံးရဲ့အကျိုးစီးပွားထက်သူ့တကူရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်ပြီးတော့အာနာသိမ့်လိုက်တာပါဆေယောစုအကျိုးစီးပွားအရာပြောမယ်ဆိုရင်2007အခြေခံဥပဒေနဲ့အုပ်ချုပ်နေတာကတော်တော်အကျိုးများပါတယ်ဒီနေ့ရွှေဦးတလုံးကျဥပေးနေတဲ့ငန်းကြီးလို့ပါပဲ2008အခြေခံဥပဒေကိုဝင်လိုက်လို့ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ တဘောထားကိုယ်လဲမှုတွေဖြစ်ပေါ်နေပါပြီ2008အခြေခံဥပဒေဘောင်းအောက်ဝင်တာဟာအကျိုးမရှိဘူးဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုဝေဖန်တဲ့သူတွေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ရင်ကြားစရေးကိုထောက်ခံတဲ့သူဆိုပြီးတော့ကိုယ်လဲမှုတွေဖြစ်နေပါပြီဥဝင်တင်တဲ့ဒေါအောင်ဆန်းစုကြည်တောင်မှတဘောထားကိုယ်လဲခဲ့ပါတယ်2008အခြေခံဥပဒေကိုစန့်ကျင်ဖျက်ဆီးလို့သူတွေကိုဆွေရင်စေအောင်စုကနှိမ်နင်းစရာမလိုဘဲနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အစိုးရကထွက်နှိမ်နေနေရတဲ့အနေအထားတွေရောက်နေပါပြီ KIA နဲ့ AA ကိုတိုက်ဖို့ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်ကထုတ်ပြောတဲ့အစ်စ်နေအထိရောက်ခဲ့ပါတယ်။အဲ့ဒါတွေဟာ2008အခြေခံဥပဒေရဲ့အကျိုးသက်ရောက်မှုကြောင့်ဒီမိုကရေစီအင်အားစုတွေအချင်းချင်းကွဲလာကြတဲ့အဖြစ်အပျက်တွေပါ။အဲ့ဒီအချိန်မှာဗိုလ်ချုပ်မင်းအောင်နိုင်က အာဏာသိမ်းလိုက်တော့အဲ့ဒါလိုကွဲနေတဲ့ဒီမိုကရေစီအင်အားစုတွေစီးလုံးသွားပါတယ်။2008အခြေခံဥပဒေပေါင်ထဲဝင်တာကိုဆန့်ကျင်သူတွေကလည်းစစ်ကောင်စီကိုတိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသူတွေကလည်းစစ်ကောင်စီကိုတိုက်ပါတယ် KIA နဲ့ AA ကလည်းအဲ့ဒီအင်အားစုတွေနဲ့တဖွဲ့တည်းဖြစ်သွားပါတယ်စစ်အုပ်စုကိုပြည်သူတရားလုံးကဝိုင်းဝန်းဆန့်ကျင်နေကြတဲ့အတွက်စစ်အုပ်စုဟာပြိုကျလူတဲတဲဖြစ်နေပါပြီဒါတွေဟာဗိုလ်ချုပ်မင်းအောင်လိုက်အာဏာသိမ်းလိုက်တဲ့အမားကြောင့်စစ်အုပ်စုကြီးတစ်ခုလုံးခံစားရတဲ့နစ်နာဆုံးရှုံးမှုတွေပါအဲ့ဒါဆိုဗိုလ်ချုပ်မင်းအောင်နိုင်ကဘာလို့အာဏာသိမ်းခဲ့တယ်လဲဆိုတော့သူ့ပုံကိုရေးအကျိုးစီးပွားကို ပို့ပြီးတော့ရှေ့တန်းတယ်လို့အာနာတိတ်ခဲ့တာပါ သူတမရဖြစ်ခြင်းလို့တမရဖြစ်ရင်လမ်းဖောက်နေတာပါဒါ့အပြင်သူ့ကိုရိုဟင်ဂျာဂျီနိုဆိုက်တစေကအမြဲ၆လက်နေပါတယ်သူပင်စင်ယူလို့အာနာလက်မဲ့ဖြစ်သွားရင် ICC အပုတ်ခံအမှာကိုကြောက်တဲ့အတွက်တမရဖြစ်ဖို့ကြံစီတာပါအဲ့ဒါလို့ပုံကိုယ်ရေးအကျိုးစီးပွားကိုရှေ့တန်းတယ်နဲ့ဆုံးဖြတ်ချက်တွေချမှတ်တော့သူစေအုပ်စုထဲမှာတောင်မှအုပ်စုကွဲကုန်ပါတယ်ပုံကိုယ်ရေးအကျိုးစီးပွားရှေ့တန်းတင်မှုနဲ့ စည်စီမံခန့်ခွဲတာညံဖြစ်မှုကြောင့်သူ့ကို မကြိုက်သူတွေများလာပါတယ်သူ့အောက်ကလူတွေကိုဟိုလူဖြိုးอ่ะဒီလူဖြိုးอ่ะဟိုနေရာရှုရဒီနေရာရှုရတွေသူလှုပ်လာပါတယ်ချုပ်ပြောရင်ဘိုးချုပ်မင်းအောင်လာဟာစစ်အုပ်စုကိုဘိုးနေဝင်းတို့ဘိုးတန်းရွှေတို့လောက်မီးမသေးပါဘူးကိုကောင်းဆောင်ကိုပြောရင်အတိုက်ခံရဲ့အကြိုက်ဖြစ်မှာဆိုတော့အတန်ကျဲကျဲမထွက်ကြပါ့မယ်သူ့ကိုပေါ့ကြောင်ကြောင်လို့ထင်နေကြတဲ့လူတွေဟာသူ့စစ်အုပ်စုထဲမှာကိုအများပြားရှိနေပါတယ် ဗိုလ်ချုပ်တန်းရွှေကဒေါ်ဆန်းစုကြည်ကိုဖန့်ချုပ်ထားပြီမြဲ့သူ့အတွက်အကျိုးရှိမယ်ထင်တဲ့အခါမှာဆွေးနွေးမယ်လို့အယောင်ပြတာတွေလုပ်ပါတယ်အမှန်တကယ်ဆွေးနွေးတာမျိုးမဟုတ်ပေမဲ့ဆွေးနွေးမလို့လို့ဆွေးနွေးတယ်လို့လို့ဟန်ပြပြီးတော့အတိုက်ခံနိုင်ငံရေးကိုရှုပ်ထွေးအောင်လှည့်စားတာမျိုးတွေလုပ်ခဲ့ပါတယ်သူကိုယ်တိုင်လည်းထွက်တွေ့ဘူးသူလို့ဥအောင်ကြည့်နေလဲခဏခဏတွေ့ခိုင်းပြီးတော့အရေးကြီးကိစ္စတွေကိုအပြန်အလှန်ဈေးစစ်နေတာလို့လို့ မကြာခင်မဲ့သဘောတူညီချက်တွေထွက်ပေါ်လာပြီးတော့မြမနိုင်ငံရေးဖြစ်စဉ်ကြီးတခုလုံးအချောင်းဆိုပြီးတော့အသည့်ပြောင်းသွားတော့မာလူလူထင်အောင်လုပ်ခဲ့ပူပါလေလျှို့ဝဲဆွနေတဲ့အကြမ်းပါတွေကိုအချိန်မကြာသေးလို့ပဲထုတ်မပြောသေးပေမဲ့တနေ့နေ့ကျတော့တိလာရမာလူလူပြည်သူလူလူကအမျော်လင့်ကြီးမျော်လင့်ခဲ့ရပူပါလေနောက်ဆုံးကြမှာဘာမှထုတ်မပြောတာဟာဘာမှပြောစရာမရှိလို့မပြောတာပါလားဆိုတာကိုသိခဲ့ကြရပါတယ်ဘူးချုပ်မင်းအောင်နိုင်ကတော့အဲ့ဒါလိုဟန်ပြဆွနေတာမျိုးတော့မလုပ်ပါဘူး ဒေါ်ဆန်းစုကြည်နဲ့ဆွေးနွေးပါဆွေးနွေးပါလို့နိုင်ငံတကာကဝိုင်းပြီးတော့တိုက်တွန်းနေကြတာနိုင်ငံတိုင်းလိုလိုနိုင်ငံတကာအဖွဲ့အစည်းတိုင်းလိုလိုပါပဲအဲ့လိုအချိန်မျိုးမှာဗိုလ်ချုပ်တန်းရွှေလုတ်တလို့မျိုးဆွေးနွေးတလို့လို့ဘာလို့လို့ဟန်ဆောင်ပန်ဆောင်မျိုးတောင်မှသူလုတ်မပြပါဘူးဘာမှမဆွေးနွေးပဲဓာတ်ပုံရိုက်ပြီးတော့လိုင်းမော်တင်လိုက်ရင်တောင်မှနိုင်ငံတကာကစိတ်ဝင်စားနိုင်ပါတယ်အဲ့ဒါတွေကဗိုလ်တန်းရွှေရဲ့လှည့်စားနေကြပါအဲ့လိုမျိုးကိုဗိုလ်ချုပ်မင်းအောင်လိုက်ဘာလို့မလုပ်တလဲ ပထမအချက်ကတော့သူ့မှာအမုန်းအာဃာတနဲ့မန်မာနတိတ်ကြီးလွန်းတော့မတက်တာတဲ့အစုံမှာဒေါအောင်ဆန်းစုကြည်ကိုထုတ်ပြီးတော့ဖိတ်ခေါ်ပြီးတော့ဆွေးနွေးလိုက်ရပါတယ်ဆိုတာမျိုးကိုတောင်းမှသူကအဖြစ်မခံနိုင်လို့ပါဒေါအောင်ဆန်းစုကြည်ကိုဖန်ထားရတာထုတ်ပြီးတော့ဆွေးနွေးရမှာကိုပဲသူ့သိခါကြနေတော့ထင်လို့ထုတ်မဆွေးနွေးတာမျိုးဖြစ်နိုင်ပါတယ်မုံလို့လို့မျက်နှာတောင်မကြည့်ချင်လို့ဟန်ဆောင်ပန်ဆောင်တောင်မှမဆွေးနွေးနိုင်တာမျိုးဖြစ်နိုင်ပါတယ်တခြားနိုင်ငံရေးသမားဆိုရင် ဲ့ဒါတော့မသေးသိမ့်ပါဘူးကွာလို့ပြောကြမှာဖြစ်ပေမဲ့ဘိုးချုပ်မင်းအောင်လှိုင်ကိုအဲ့ဒါလို့ပြောလို့မရပါဘူးသူ့ပုံကိုရေခန်းစားချက်ကိုရှေ့တန်းတင်မှုကတိတ်ကြည့်ပါတယ်ဒုတိယဖြစ်နိုင်တဲ့အချက်ကတော့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကဘိုးချုပ်တန်းရွှေအတုံးချတယ်လို့မျိုးဓာတ်ပုံရိုက်လိုင်းမော်တင်လူတွေကိုလှည့်စားဆိုတဲ့အကွက်မျိုးကိုအလုံးမခံနိုင်တော့လို့လုံမရတာဖြစ်နိုင်ပါတယ်တတိယဖြစ်နိုင်တဲ့အချက်ကတော့ဒေါန်ဆန်းစုကြည်စီကသူတို့လိုချင်တဲ့အဖြစ်မရလို့ထုတ်မဆွနေရတာလည်းဖြစ်နိုင်ပါတယ် လက်နက်ကင်တော်လိုင်းရေလုံနေတာတွေကိုရက်ပေးကြဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဇက်ကထုတ်ပြောတားမြစ်တာမျိုးကိုစစ်အောင်စီစစ်ကောင်စီဘက်ကတောင်းဆိုနိုင်ပါတယ်အဲ့ဒါလို့တောင်းဆိုချက်မျိုးကိုဒေါ်အောင်ဆန်းစုကြည်ကပြောမပေးလို့နှိမ့်နိုင်လို့မရလို့လူသိရှင်ကြားထုတ်မဆွေးနွေးတာမျိုးလည်းဖြစ်နေပါတယ်အခုကုလသမဂ္ဂကဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတယ်တရုတ်ကလည်းလွှတ်စေချင်တယ်အမေရိကန်ကလည်းလွှတ်စေချင်တယ်အာဆီယံကလည်းလွှတ်ပေးစေချင်တယ်ဒါပေမဲ့ဘိုးချိုမင်းအောင်နိုင်ကလွှတ်မပေးနိုင်တာ ဘာကြောင့်လဲဆိုတာကိုဆက်ဆွနေပါမယ်ပထမအချက်ကတော့ဒေါန်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ရင်လက်နက်ကင်အဖွဲအများစုဟာဒေါန်ဆန်းစုကြည်ရဲ့အောက်မှာတစည်းတစ်လုံးနဲ့ဖြစ်သွားမှာပုံပြီးတော့စီးလုံးညီညွတ်သွားမှာကိုကြောက်တာမျိုးဖြစ်နေပါတယ်ဒုတိယအချက်ကတော့ဒေါန်ဆန်းစုကြည်ကိုလွတ်ပေးမယ်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ပေးရတော့မယ်ဒေါန်ဆန်းစုကြည်ကဝင်မလားမဝင်ဘူးလားဆိုတော့သူတို့မသိနိုင်သေးပါဘူးဒါပေမဲ့တကယ်လို့ဝင်ပါမယ်ဆိုရင်ဘယ်လိုလုပ်မလဲဝင်ခွင့်မပေးဘူးဆိုရင်သူတို့မတရားတာကြီးက လယ်ပြင်မှာဆင်သွားတယ်လို့ထင်ရှားတော့မယ်။နိုင်တဲ့ကောင်တွေဘေးဖယ်ရှုံးတဲ့ကောင်တွေငါတို့ပြိုင်မယ်ဆိုရယ်သူတို့ရဲ့လောက်ရကြီးဟာထင်ရှားတယ်ထင်ရှားသွားတော့မယ်။အဲ့တော့ရွေးကောက်ပွဲဝင်ပြိုင်မှာကိုလက်ခံရမှာကြောက်လို့လှုပ်မပေးတာဆိုတာအလွန်ဖြစ်နိုင်ခြေရှိပါတယ်။တတိယအချက်အနေနဲ့ဖြစ်နိုင်တာကတော့မုံလို့ကိုလှုပ်မပေးတာဖြစ်နိုင်ပါတယ်။ဘိုးချုပ်မင်းအောင်လာဟာဒေါအောင်ဆန်းစုကြည်ကိုတေတဲ့အထိထောင်ထဲမှာထားမယ်ဆိုရယ်ကျန်စီမျိုးအထိ စိတ်ပိုက်ဖြတ်ထားတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီ၃ချက်စလုံးအပေါင်းစုလည်းဖြစ်နိုင်ပါတယ်။ဘူဂျုံမင်းအွန်လိုင်းအနေနဲ့တမရလောက်ချင်တာကအခုဆိုလို့ရှိရင်၅နှစ်လောက်ဆိုရင်တော်ပြီဆိုတာမျိုးဟုတ်ပုံမရတော့ပါဘူး။သူ့လောဘကအဲ့လောက်နဲ့အတော်တတ်မဲ့ပုံမရှိပါဘူး။သူ့အမှုတွေကလည်းများပါတယ်။များတဲ့ထက်ပိုများလာပါတယ်။အခုဆိုရင်အလွန်များနေပါပြီ။တမရဖြစ်ရင်တောင်မှတမရကစင်နာနဲ့ ICC အပုတ်ခံရတော့မလို့ဖြစ်နေပါတယ်။ အဲ့တော့သူဆန္ဒကမသိမချင်းတမရလုတ်ချင်တဲ့အထိလောဘတက်နေပြီနဲ့တူပါတယ်ဒေါန်ဆန်းစုကြည်ကိုလွတ်ရင်လွတ်တဲ့အချိန်ရွေးကောက်ပွဲဝင်ခွင့်ပေးရမယ်ရွေးကောက်ပွဲဝင်ခွင့်ပေးရင်ပေးတာနဲ့သူတို့ရှုံးမှာပဲရှုံးရင် ICC and A ကအချိန်မီပေါ်လာအောင်မှာပဲအဲ့တော့ဘူဂျုံမင်းအောင်နိုင်ရဲ့တဘောကဒေါန်ဆန်းစုကြည်ကိုမသိမချင်းဖမ်းထားပြီးတော့သူကတော့မသိမချင်းတမရလုတ်မယ်ဆိုတာမျိုးအထိရီမန်းချက် ကြီးကြီးရှိနေနိုင်ပါတယ်ဒီတော့ကုလသမဂ္ဂမကလို့တရားမင်းကပဲတောင်းဆိုတောင်းဆိုဒေါအောင်ဆန်းစုကြည်ကိုအေးစစ်စစ်လွတ်ပေးဖို့ဆိုတဲ့အလားလာကတော့တော်တော်ကြီးကို ဝေးပါတယ်အစကတည်းကဖမ်းကျင်လို့ကိုဖမ်းတာလွတ်ပေးဖို့ဖမ်းတာမဟုတ်ဘူးလို့ပဲဆိုလိုက်မယ်ထင်ပါတယ်